မင်္ဂလာပါခင်ဗျာ Revenue Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ AA ကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင်ရခိုင်ပြည်နယ်တစ်ခုလုံးကိုတိမ့်ပိုက်တော့မယ့်အပေါ်မင်းအောင်လိုင်းကိုတက်တွင်းထဲမှာအပြင်းထန်ဝေမန်နေကြပြီးတော့နောက်ငယ်သားများရဲ့ဘဝနဲ့အသက်ကိုရင်းပြီးအာနာတီမြဲရေးအတွက်မင်းအောင်လိုင်းကခြာနှင်းနေတဲ့သူအဖြစ်မချိန်မနှက်ဖြစ်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇမလာရှိရနေကမောင်တော်မျိုးရဲ့နောက်ဆုံးလက်ကျန်တက်ဆက်ခန်းဖြစ်တဲ့နာခခ9ကို အေကတိတ်ပိုက်လိုက်ချင်းနာခခငါကအရာရှိနဲ့စစ်တီများရဲ့နောက်ဆုံးအချိန်ငိုယိုပြီးတော့အကူအညီတောင်းခံတဲ့ဗီဒီယိုဖိုင်ထွက်ပေါ်လာခြင်းအမ်းမြုံမှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုအေအေတပ်များကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေကြခြင်းများကြောင့်မင်းအွန်လိုင်းအပေါ်မှာယုံကြည်စရာမရှိတော့တဲ့စစ်ကောင်းဆောင်အဖြစ်နဲ့ဝေဖန်နေကြကတပ်မတော်နဲ့နိုင်ငံတော်အတွက်မဟုတ်ဘဲ၎င်းရဲ့အာဏာယူးမှုနဲ့ ်မိသားစုချမ်းသာကြွယ်ဝရေးအတွက်လက်အောက်ငယ်သားများရဲ့ဘဝနဲ့အသက်များကိုနင်းချေနေသူအဖြစ်နဲ့ပွင့်ပွင့်လင်းလင်းဝေဖန်လာကြတယ်လို့သိရပါတယ်လက်နက်ချလင်းဝင်ခြင်းနဲ့ဆိုပြီးတော့မကြာခဏပြောခဲ့တာစတက်လာပိုင်းကုံကလေးကဖုန်းဆက်လို့မရတော့ဘဲနဲ့အဆက်အသွယ်ပြတ်သွားတယ်အခုနောက်ဆုံးနခခငါဗီဒီယိုဖိုင်တက်လာတော့မှကြည့်ပြီးတော့ငိုရတယ်အလင်းဝင်ရင်ထွက်ပြေးရင်အေးယူမယ်ထောင်ချမယ်ဆိုတဲ့အထက်လူကြီးတွေအခုတော့ကျမအမျိုးသားနဲ့ဘဝသူတပ်ဖွဲ့ဝင်တွေရဲ့အမျိုးသားတွေဆက်သွယ်လို့မရတော့ဘူး ဘသူတာဝန်ယူမှာလဲတေသလားရှင်သလားမသိရသေးဘူးသူတို့တွေလောက်ရကြတယ်အမိန်ပေးတဲ့သူတွေကအရင်ဆုံးထွက်ပြေးပြီးကျမအမျိုးသားနဲ့ဘဝတူတက်ဖွဲ့ဝင်တွေကတေသလားရှင်သလားမသိရသေးဘူးဘာတာဝန်ယူမှုတာဝန်ခံမှုမှမရှိဘူးလို့နခခငါးကရဲတပ်သားတို့ရဲ့ဇနီးဖြစ်သူကပြောကြားထားပါတယ် ဒီဇင်ဘာလ၈ရက်နေ့ကမောင်တော်မြို့နယ်ကိုအေအေကသိမ်းပိုက်မှုနဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြာဆုံးတော့မဲ့အခြေအနေများဟာနေပြည်တော်စစ်ဘက်အတိုင်းဝိုင်းမှာရိုက်ခတ်မှုအကြီးအကျယ်ဖြစ်ပေါ်လာခဲ့ပြီးတော့လာရှုံနဲ့ရမခအသိမ်းခံခဲ့ရတဲ့အခြေအနေခံစားချက်များပြန်လည်ပေါ်ထွန်းလာတယ်လို့သိရပါတယ်။လက်ရှိအကြမ်းဖက်စစ်ကောင်းဆောင်ဟာတပ်မတော်နဲ့နိုင်ငံအတွက် ဘလို့မှကောင်းတဲ့ဥဆောင်ခြင်းမျိုးပေးနိုင်တော့မှမဟုတ်ဘူးလို့ဝေဖန်မှုများလဲရှိနေတယ်လို့သိရပါတယ်။လာရှုံးနဲ့ရမခကြာသွားတော့ကလိုပါပဲ။တက်အတိုင်းဝိုင်းမှာတော့တော်တော်လေးကိုကြက်ရိုက်မှုတွေကြီးနေပါတယ်။လက်ရှိတက်ချုံတွေကတော့နောက်ထပ်လဲတက်စခန်းတွေတိုင်းစစ်ဌာနချုပ်တွေထပ်ပြီးတော့ကြာအောင်မှာပဲလို့ပြောလာကြပြီ။သူကတော့ပွဲတက်မပြတ်အခုလဲအမျိုးသားအားကစားပွဲတော်ကြီးဆိုပြီးတော့လုံနေတယ်။အောက်ချိန်မှာတင်နေကြတာသူနဲ့မဆိုင်သလိုလုံနေတော့လက်ရှိမှာတက်မတော်အတွက်တော့ ဘလို့မှကောင်းတဲ့နလန်ထူမှုမျိုးဖြစ်လာတော့မှမဟုတ်ဘူးလို့အားလုံးကသိနာလည်နေကြပြီလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါရယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာပိတ်မိနေတဲ့တပ်ရေးဗိုလ်ကြီးရဲ့ဇနီးဖြစ်သူကတော့လက်ရှိအခြေအနေများအရတပ်မတော်ခေါင်းဆောင်များက လက်အောင်ငယ်သားများရဲ့အသက်ကိုဂရုမစိုက်တော့တဲ့အတွက်ခင်မုန်းဖြစ်သူကိုလက်နက်ချအလင်းဝင်ရနဲ့အသက်ရှင်တန်အောင်သာနေထိုင်ရန်မှာကြားထားကြောင်းလက်ရှိမှာအဆက်အသွယ်ပြတ်တောက်သွားတဲ့အတွက်ဒေသလားရှင်သလားမသိရသေးကြောင်းပြောဆိုထားပါတယ်အဆက်အသွယ်ရတဲ့အချိန်မှာမှားလိုက်ပါတယ်အသက်ရှင်အောင်မဲနေပါပြန်တွေ့ကြပါတယ်ပြန်ဆုံကြပါတယ်ဘလို့အခက်ခဲတွေပဲကြုံပါစေမိသားစုတွေပြန်ဆုံကြမယ်လို့ဂရိတောင်းခဲ့တယ် ကိုအသက်ကိုတန်ဖိုးထားဖို့နဲ့မယူရဲပြီးမလုပ်ဖို့ပြောခဲ့တယ်လို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာပြိမိနေတဲ့တပ်ရေးဗိုလ်ကြီးရဲ့ဇနီးကပြောဆိုထားပါတယ်။အမျိုးသားရေးအစွန်ရောက်များနဲ့တပ် lobby များရဲ့ Telegram channel များမှာလည်းရခိုင်ပြည်အတွင်းစစ်ကောင်စီရဲ့အကြီးအကျယ်စစ်ရှုံးနေမှုအပေါ်စိတ်ပြက်လက်ပြက်နဲ့မင်းအွန်လိုင်းကိုအကြီးအကျယ်ဆဲဆိုထားကြတယ်လို့သိရပါတယ်။ဂယုမဆိုင်လစ်လူရှူထားတော့ခံစစ်လဲကြတော့ဘယ်ခံနိုင်မလဲ။ဒီလိုနဲ့ပဲရခိုင်ပြည်ကြီးကိုပေးလိုက်တော့မလားတပ်ချုပ်ကြီးလို့စစ်မင်း Telegram channel မှာလည်းမင်းအွန်လိုင်းကိုဝေဖန်ရေးသားထားပါတယ်။ စစ်လော်ဘီဇော်ဘုံဟင်းကလည်းအမ်းမြို့နဲ့နဘာခကြာဆုံးတော့မဲ့အချိန်လေးအပေါ်မှာလက်ရှိစစ်တပ်မှာဘာကြောင့်ကြာဆုံးနေသလဲလို့စစ်ခေါင်းဆောင်ကိုမေးခွန်းများထုတ်လိုက်ပါတယ်ကျွန်တော်ပြောတာကိုခင်ဗျားတို့ယုံကြည်ယုံမြတ်ခင်ဗျားတို့ကအာငါတို့တက်အကြောင်းငါတို့ပဲသိတယ်ဆိုရင်တော့ခင်ဗျားတို့ယူကားနေတာခင်ဗျားတို့တက်အကြောင်းခင်ဗျားတို့ပဲသိတယ်ဆိုရင်ဘာလို့ကြာဆုံးနေလဲကျုပ်မေးခွန်းတစ်ခုပြန်ထုတ်လိုက်မယ်ခင်ဗျားတို့ဖြေခဲ့ငါတို့တက်မတော်အကြောင်းငါတို့အသိဆုံး ငါတို့အတိုက်နိုင်ဆုံးငါတို့လုံနိုင်တယ်ဆိုရင်ခမားတို့အခုကြာချုံနေတာပါလို့လဲလို့ဟာကျုပ်ကိုဖြေခဲ့ပြီးအဲ့ဒီမေခွန်လေးကိုတော့တခုဖြေခဲ့ပြီးပါခမားတို့ကိုယ်တိုင်ခမားတို့တိတယ်တက်တယ်တိုက်တယ်နိုင်တယ်ဆိုရင်ခမားတို့ဘယ်မျိုးပြန်ယူထားတာရှိလဲကျွန်တော်ပြန်ဖြေခဲ့ပြီးပြန်ဖြေခဲ့ပြီးပောက်ကွဲလာမယ်နော်ကျွန်တော်ကျွန်တော်လိုင်းပေါ်မှာတိတ်မပြောဘဲနဲ့ကျွန်တော်နားတော့မယ်လို့ကျွန်တော်နေနေတာနော်ဖေမယားနဲ့ ဖေမယားနဲ့ခမားတို့တက်မတော်တရက်တခုတည်းနဲ့အလုံးလုံးလို့မရဘူးဆိုတာခမားတို့ဒီနိုင်ငံရေးအခင်းအကျင်းမြေပြင်အနေအထားဖြစ်နေတဲ့တိုက်ပွဲလက်ရှိရှေ့တန်းရောက်နေတဲ့စစ်တီတွေရဲ့အခက်အခဲတွေကိုကြည့်ရင်ခမားတို့တီးလောက်ပြီခမားတို့တီးလောက်ပြီခမားတို့ဒိန်နာတွေရက်တော့အကြမ်းဖက်စိတ်ကောင်းဆောင်မင်းအောင်လိုင်ကတော့လက်ရှိဆက်ရှုံးနေတဲ့အခြေအနေများကိုလက်ခံခြင်းမရှိဘဲစစ်သားချင်းချင်းစိတ်ဝမ်းကွဲစေရန်နဲ့စစ်တပ်ကိုဖြိုခွဲရန်သတင်းမီဒီယာများကသတင်းတူသတင်းမှားများကို ထုတ်လွှင့်တိုက်ခိုက်နေတဲ့အတွက်နားမယောင်ကြရန်ဒီဇင်ဘာလ6ရက်နေ့ကပြည်ဦးလွင်စက်တက်ကတို့ကြောင်းစင်းပွဲမှာပြောဆိုသွားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်လာရှုပ်ကနေထွက်ပြေးလာတဲ့အမတ်ခွန်အစစ်မြေဆက်သွယ်ရေးတပ်ရင်းကတပ်သားနောင်နောင်ဖြိုးကိုစစ်ပြေးမှုနဲ့တောင်ကြီးအခြေဆိုင်အမတ်၁၀အစစ်မြေဆက်သွယ်ရေးတပ်အားစရ၁၀ကစစ်သားများကဝိုင်းဝန်းရိုက်နှက်တပ်ဖြတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာရှုပ်အခြေဆိုင်အမတ်ခွန်အစစ်မြေဆက်သွယ်ရေးတပ်ရင်းအားစရခွန်ကတပ်သားနောင်နောင်ဖြိုးဟာ ဇူလိုင်လ28ရက်နေ့မှာတက်ကနေထွက်ပြေးလာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ရန်ကုန်ကိုထွက်ပြေးလာတဲ့အချိန်မှာအဖမ်းခံရပြီးတော့တောင်ကြီးမြို့အခြေစိုက်အမှတ်30အဆင့်မြင့်ဆက်သွယ်ရေးတပ် အာဆာယတဆယ်မှာဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့သိရပါဗျ။ဒီဇမလာ၂ရက်နေ့မနက်ပိုင်းမှာဖမ်းဆီးခံထားရတဲ့စက်သွယ်ရေးတပ်သားနောင်နောင်ဖြိုးဟာအာဆာယတဆယ်ကဘ ਹੁ ကင်းဆောင်တဲ့တပ်သားကိုငွေကျပ်တထောင်ပေးပြီးတော့ထွက်ပြေးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့အာဆာယတဆယ်ကစစ်သားများကထွက်ပြေးသွားတဲ့တပ်သားနောင်နောင်ဖြိုးကိုလိုက်လံဖမ်းဆီးခဲ့ရကဒီဇမလာ၄ရက်နေ့နေ့လယ်ပိုင်းမှာတောင်ကြီးမှာပြန်လည်ပြီးတော့ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့အာဆာယတဆယ်အတွင်းမှာစစ်သားများကပြန်လည်ဖမ်းဆီးရရှိထားတဲ့တပ်သားနောင်နောင်ဖြိုးကို ဝိုင်းဝန်းပြီးတော့ရိုက်နှက်ခဲ့ရာကနေဒီဇမလာ၄ရက်နေ့မှာတေဆုံသွားခဲ့တယ်လို့သိရပါဗါးအာဆာယာ၁၀ကစစ်သားများရဲ့ဝိုင်းဝန်းရိုက်နှက်မှုကြောင့်တေဆုံသွားတဲ့တပ်သားနောင်နောင်ဖြိုးရဲ့အမှုကိုစစ်တပ်ကမူရဲစေဝါတုံးဆွဲပြီးတော့တေဆုံတယ်ဆိုပြီးတေမှုတေခင်ဖွဲ့ပြီးတော့တရင်အမောင်ချထားခဲ့တယ်လို့သိရပါဗါးတပ်သားနောင်နောင်ဖြိုးကိုတကြိုရာမှာလဲကြံရည်သူမိသားစုကိုအတိမပေးပဲစစ်တပ်ကခိုးကြောင်ခိုးဝက်မိရှုတကြိုလိုက်တယ်လို့သိရပါဗါးတရားမျှတမှုမရှိပဲမင်းမဲ့ဇေယျဆန်းဆန်းစစ်တီအချင်းချင်းရိုက်တက်တာပါ ဒီသမလာ၄ရက်နေ့နေ့လယ်ပိုင်းမှာပြန်ဖမ်းမိပြီးတော့တက်သေးရောက်တော့အကုန်လုံးကဝိုင်းရိုက်ကြတာဒီသမလာ၄ရက်နေ့6နာရီကျော်မှာတက်သားနောင်နောင်ဖြိုးတေဆုံးသွားပါတယ်တေလဲတေရောတက်သားနောင်နောင်ဖြိုးကမူးရစေးသုံးလို့တေတာဆိုပြီးတော့စစ်တပ်ကပြောတယ်တက်သားနောင်နောင်ဖြိုးကလာစားမရတာကြာပြီဆိုတော့ဘဲကပတ်ဆံရမှာလဲစစ်သားတွေဝိုင်းရိုက်လို့တေမမူးရစေးသုံးတယ်လို့လှုပ်တာကြံရစ်တဲ့မိသားစုကိုတော့အတိမပေးဘဲနဲ့တကြိုလိုက်တယ်။နာရေးတော်မှာတက်ကမိသားစုကိုအတိမပေးဘူးလို့တက်သားနောင်နောင်ဖြိုးရဲ့ကြံရစ်သူမိသားစုကပြောပါရတယ်။တက်သားနောင်နောင်ဖြိုးကအိမ်တော်တဲ့ဖြစ်ပြီးတော့ဇနီးနဲ့ ကလင်းငယ်တအူကြမ်းရစ်ခဲ့တယ်လို့သိရပါဗျ။တပ်သားနောင်နောင်ဖြိုးကိုအာဆာယာ30ကတက်ကြကြီးဇော်ဇော်အပါအဝင်စစ်သား18ဦးကဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့သိရပါဗျ။တပ်သားနောင်နောင်ဖြိုးရဲ့တိုက်ဆုံမှုကိုအာဆာယာ30ကတိုက်ရင်မှု ဒုတိယဗိုလ်မှူးကြီးတန်းထိုက်ဆိုးကသတင်းကိုဖုံးကွယ်ထားတယ်လို့သိရပါတယ်။တပ်ရင်းမှုကတော့တပ်သားနောင်နောင်ဖြိုးရဲ့တိတ်ဆုံးမှုကိုသတင်းဖုံးပြီးတော့နှုတ်ပိတ်ထားပါတယ်။အဲ့ဒီအမှုဖြစ်တဲ့အချိန်မှာတပ်ရင်းမှုကတက်မှမရှိဘူး။သူပြန်လာတော့မှအဲ့ဒါတွေဖြစ်မှန်းသိတော့အစည်းအဝေးခေါ်တယ်။အဲ့ဒီလိုတပ်ထဲမှာတပ်ပြင်းမှုနဲ့အရိုက်ခံရတဲ့ချင်းလင်တက်ကစစ်တီတအုပ်ကိုလည်းအချိန်နေမကောင်းတော့မှပြပြတလဲဆေးရုံကိုသွားပို့ကြတယ်လို့တပ်သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ CDM ဆရာဝန်နဲ့ကျမ်းမာရေးဝန်ထမ်းများကိုဖိနှိပ်ဖမ်းဆီးခိုင်းခဲ့တဲ့မန္တလေးစိုးမြင့်ကမန္တလေးပြည်ဦးလွင်နဲ့ရန်ကုန်မြို့တို့မှာစစ်တပ်နဲ့ပူးပေါင်းပြီးတော့ပုဂ္ဂလိကစေယုံတက်များကိုထပ်မံဖွင့်လှစ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးပြည်ဦးလွင်နဲ့ရန်ကုန်မြို့တို့မှာအကြမ်းဖက်စစ်တပ်ဘက်ကအရာရှိများရဲ့ရှယ်ယာပါဝင်ထားတဲ့ပုဂ္ဂလိကစေယုံများကိုပိုင်ဆိုင်ထားတဲ့မန္တလေးစိုးမြင့်က CDM ဆရာဝန်များကိုဖိနှိပ်ပြီးတော့စေယုံတက်များကို ထမှန်ဖွင့်လှစ်ရန်လှုံ့ဆော်နေကြောင်းတက်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါရယ်မန္တလာစိုးမြင့်ဟာမန္တလာဆေးရုံမန္တလာဟဲလ်ကဲဂရုပစေးကုမ္ပဏီပြင်းလွင်ချယ်ရီလန်းဆေးရုံတောင်ကြီးမြတ်တော်ဝင်ဆေးရုံ အောင်မိုးဟိန်စောက်လုံရေးကုမ္ပဏီခွန်သုံးလုံးဘီလန်ကြီးအိမ်ဆောက်ပစ္စည်းနဲ့တွပြားဆက်ယုံဆိုးလန်ဒရာလီလန်ရွှေတော်ဝင်စောက်လုံရေးမန္တလာတွင်းကုန်ထုတ်ကုန်လုပ်ငန်းများကိုပိုင်ဆိုင်သူဖြစ်ပြီးတော့ပုပ်ပလိကဆေးရုံလုပ်ငန်းများအသင်းရဲ့ဥက္ကဋ္ဌလည်းဖြစ်တယ်လို့သိရပါတယ်၎င်းပိုင်ဆိုင်တဲ့ပုပ်ပလိကဆေးရုံများမှာအကြမ်းဖက်စစ်တပ်ကစစ်ဆေးဆရာဝန်များကိုခန့်အပ်ပြီးတော့ CDM ဆရာဝန်များကိုစစ်တပ်ထမ်းကိုတရင်ပေးခြင်းထောက်လန်းခြင်းများ CDM ဝန်ထမ်းများကိုလစာမဲ့ဖြုတ်ခြင်းအကြမ်းဖက်စစ်တပ်ဘက်ကအရာရှိမိသားစုဝင်များကိုအခမဲ့စေကူတာပေးခြင်းနဲ့ ပြိုင်ဘက်ဆေးရုံများကိုတိုက်ခိုက်ချင်းများအကြီးအကျယ်ပြုလုပ်နေသူဖြစ်တယ်လို့သိရပါတယ်။ CDM ဝန်ထမ်းဆိုရင်သူကစစ်ကောင်စီထက်တောင်ပိုပြီးတော့မုံပြီးတော့လိုက်ဒုက္ခပေးနေတာစစ်စရာဝန်တွေကိုပဲသူ့ရဲ့ဆေးရုံမှာခန့်ထားတယ်။သူ့ရဲ့လုပ်ငန်းကနေပြီးတော့ငွေမဲကနေငွေဖြူကိုအကြီးအကျယ်ရှော့ဖွက်နေတာနိုင်ငံသားတွေရဲ့ငွေမဲကအစသူ့လုပ်ငန်းတချို့ကရှယ်ယာရှင်တွေကိုကာလတန်ဖိုးထက်၃ဆလောက်ပိုရောင်းပြီးတော့ရန်ကုန်နဲ့မန္တလေးမှာဆေးရုံလုပ်ငန်းတွေကိုထပ်ပြီးတော့တိုးချဲ့ဖို့လုပ်နေတာပါရှယ်ယာငွေတွေကိုအလွဲ၃ဆလောက်လုပ်နေလို့ လုပ်ငန်းလဲတအားလုံးမပြနိုင်လို့တချို့ရှယ်ယာရှင်တွေကငွေပြန်အန်းခိုင်းတာကိုစစ်ကောင်စီနဲ့ဖမ်းခိုင်းတယ်အချက်ကိုင်လို့ဘယ်သူမှသူ့ကိုပြန်မပြောရတော့ဘူးစစ်တပ်အာဏာသိမ်းတဲ့ကာလမှာပို့ပြီးချမ်းသာလာပြီးပို့ပြီးဇောင်းထလာတာလို့တပ်တွင်းသတင်းရေးမြစ်ကပြောဆိုထားပါတယ်ဒါအပြင်မန္တလေးဆုံးမြေပိုင်ဆိုင်တဲ့ပုပ်လိကဆေးရုံများမှာဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းတွေးရဲ့ညမစုစုတွေးနဲ့အကြမ်းဖက်စစ်တပ်အရာရှိများပင်စင်စားတချို့ရဲ့ရှယ်ယာများပါဝင်နေကရှယ်ယာများကိုပုံမှန်ဈေးထက်၃ဆတင်ရောင်းပြီးတော့ ေးရုံများဟာအပိတ်မခံရစေရေးအတွက်စစ်တပ်နဲ့ပူးပေါင်းထားတယ်လို့သိရပါဗျ။တခြားပုပ်ပလိကစေးရုံတွေပိတ်သွားစေရန် CDM ဆရာဝန်နဲ့ချမ်းမာရေးဝန်ထမ်းများခန့်အပ်ထားတယ်ဆိုပြီးတော့စစ်တပ်ထံကိုသတင်းပေးပြီးပိတ်ခိုင်းခဲ့တယ်လို့သိရပါဗျ။ဒါကြောင့်၎င်းရဲ့စေးရုံလုပ်ငန်းများအောင်မြင်လာပြီးတော့လုပ်ငန်းကနေရရှိတဲ့ဝင်ငွေနဲ့ရန်ကုန်နဲ့မန္တလေးမှာပုပ်ပလိကစေးရုံများထပ်မံ ဆောက်လုပ်လျက်ရှိတယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်အရာရှိများနဲ့ပူးပေါင်းပြီးတော့လန်ဒရာများလေလံဆွဲခြင်းအပါအဝင်အစိုးရပိုင်းအဆောက်အဦများကိုငှားရမ်းအသုံးပြုခြင်းပြည်ဦးလွင်ရန်ကုန်နဲ့မန္တလေးတို့မှာအကြမ်းဖက်စစ်တပ်ဘက်ကအရာရှိများနဲ့အရက်ဘက်အရာရှိများကိုလည်းရှယ်ယာထည့်ခိုင်းပြီးတော့လယ်မြေများကိုတင်းယူကာစေယုံများဆောက်လုပ်လျက်ရှိတယ်လို့သိရပါတယ်စစ်ကောင်စီကအရာရှိတွေနဲ့ပူးပေါင်းပြီးတော့လန်ဒရာလေလံဆွဲတာအစိုးရပိုင်းအဆောက်အဦတွေကိုတုံးဆွဲတာကအစသူပဲလုပ်နေတာ ြည်ဦးလွယ်ရန်ကုန်မန္တလေးတို့မှာစစ်ဘက်နဲ့အရက်ဘက်ကအရာရှိတွေကိုရှက်ရထဲခိုင်းပြီးတော့လေယာမြေတွေကိုသိမ်းနေစေယုံတွေစောင့်နေတဲ့စစ်တပ်အရာရှိတွေရဲ့မိသားစုဝင်တွေကိုအခမဲ့ဆေးကုသပေးတယ်အခုသူများဆေးရုံတွေပိတ်ရပြီးတော့သူ့ရဲ့ဆေးရုံမပိတ်ရတာကြောင့်စစ်ကောင်စီကိုဆန့်ကျင်တဲ့သူတွေသတိထားမိမှဆိုလို့ကျမ်းမာရေးဝန်ကြီးဌာနနဲ့လက်ဝါးချင်းရိုက်ပြီးသူရဲ့စေးရုံကိုသတိပိတ်ပေးဖို့ကြံရွယ်နေတယ်လို့တပ်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်မန္တလေးဆုံးမြင့်မှာပြည်ဦးလွယ်မျိုးက Cherryland စေးရုံမန်နေဂျာညီညီစော်နဲ့ မန္တလေးကမန္တလာစေယုံမန်နေဂျာအုတ်ကာကျော်ဆိုတဲ့လူယုံနှစ်ဦးရှိပြီးတော့၎င်းတို့နှစ်ဦးဟာလည်းအကြမ်းဖက်စစ်တပ်ထမ်းကိုတရင်ပေးခြင်းနဲ့အကြမ်းဖက်စစ်တပ်အရာရှိများရဲ့ကြမ်းမာရေးစောက်ရှောက်မှုများကိုလိုက်ပါလုံဆောင်ပေးနေကစိုးမြင့်ထမ်းမှာလုပ်ငန်းဆိုင်ရာကိစ္စရပ်များကိုတိုက်ရိုက်တရင်ပေးဖို့နေသူများဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမင်းမြို့ရက်ကွက်ကြီးနှစ်မှာရှိတဲ့သူမင်္ဂလာဈေးခေါ်ဈေးလေးကိုအဆင့်မြင့်6ထပ်ဈေးကြီးအဖြစ်နဲ့တည်ဆောက်မယ်ဆိုပြီးတော့တင်းယူပြီးတဲ့နောက်ဒီဇင်ဘာလ9ရက်နေ့မှာအချက်ဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းလာရောက်ကြည့်ရှုခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ9ရက်နေ့ကမင်းမြို့ဈေးလေးခေါ်ညံတော်ဈေးကိုမင်းအောင်လိုင်းလာရောက်ကြည့်ရှုတဲ့အချိန်မင်းအောင်လိုင်းရဲ့မိသားစုနဲ့မိဘစီးပွားရေးတမမန္တလေးအခြေစိုက်အောင်မြင်သူစီးပွားရေးလုပ်ငန်းစုကိုဦးဆောင်တဲ့သူ ဦးစောင်းကြီးကဈေးသက်စီမံကိန်းအကြောင်းကိုရှင်းပြခဲ့တယ်လို့သိရပါတယ်။မန္တလေးမြို့ချမ်းရိပ်သာဆန်မြို့နယ်အောင်နှမ်းရိပ်သာအနောက်ရပ်ကွာ85လမ်းနဲ့32လမ်းအနီးမှာရုံးဖွင့်ထားသလိုစီးပွားရေးလုပ်ငန်းအများအပြားကိုပိုင်ဆိုင်လုပ်ကင်နေတဲ့မန္တလေးမြို့အခြေဆိုင်အောင်မြင်သူစီးပွားရေးလုပ်ငန်းစုဟာမင်းအောင်လိုက်မိသားစုရဲ့မိဖက်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီးတော့စစ်ဘိုလ်ချုပ်ဟောင်းတိန်းစိန်ဦးဆောင်နဲ့ကြံ့ခိုင်ရေးအစိုးရတပ်တန်းအတွဲမှာမန္တလေးမြို့ပေါ်ကမြေခွက်အများအပြားကိုလုတ်ပိုင်ခွင့်ရရှိခဲ့တဲ့ကုမ္ပဏီဖြစ်တယ်လို့ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေအကြောင်းကိုစောင့်ကြည့်လေ့လာဖော်ပြနေတဲ့ Progressive Voice ရှေ့ပြေးအတန်နဲ့ Justice for Myanmar တို့က2020ခုနှစ်ဇွန်လမှာထုတ်ပြန်ထားပါတယ်။အောင်မြင်သူကုမ္ပဏီပိုင်ရှင်ဦးစောငိမ့်ဟာ စစ်တပ်ပိုင်းဘီလန့်မြေစက်ယုံဖြစ်တဲ့စေမင်းကုမ္ပဏီမှာလည်းဗုတ်အဖွဲ့ဝင်တအုပ်ဖြစ်တယ်လို့သိရပါဗျ။အောင်မြင်သူကုမ္ပဏီဟာအာနာသိန်းစစ်ခေါင်းဆောင်မင်းအောင်လိုက်မိသားစုနဲ့ဤကတ်တဲ့ဆက်နွယ်မှုရှိပြီးတော့မင်းအောင်လိုက်ရဲ့ချွေးမဖြစ်သူမျိုးရတနာထိုက်ဟာလည်း A Power Company Limited ရဲ့ရှယ်ယာရှင်နဲ့ဒါရိုက်တာတအုပ်ဖြစ်ခဲ့တယ်လို့သတ်မှတ်ဖြစ်သူလင်းမြင့်ဖွေးဟာလည်း မင်းပြေဒဂွန် Industry Company Limited ရဲ့ရှယ်ယာရှင်နဲ့ Director တူဖြစ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီကုမ္ပဏီနှစ်ခုစလုံးဟာအောင်မြင်သူ Group ရဲ့ကုမ္ပဏီခွဲများဖြစ်ကြကြောင်း Justice for Myanmar နဲ့ Progressive Voice ရှေ့ပြေးအတန်အဖွဲ့တို့ကပြောဆိုထားပါတယ်။မင်းမျိုးညံတော်ရက်ကွာမှာတရှိလို့ညံတော်ဈေးလို့လည်းခေါ်ဆိုကြတယ်ဈေးလေးဟာ မင်းမျိုးရဲ့မြို့အလဲအချက်အချာမြေတံပိုးအမြင့်ဆုံးနေရာမှာတည်ရှိပြီးတော့စစ်ကောင်စီအုပ်စုကဈေးသစ်ဆောင်မယ်လို့အကြောင်းပြကအဲ့ဒီဈေးကဈေးတွေကိုပြီးခဲ့တဲ့ AP လနဲ့မေလာကလေးကရွှေပြောင်းခိုင်းခဲ့တယ်လို့သိရပါဗျ။မင်းမျိုးဈေးလေးကဈေးတွေကိုစစ်ကောင်စီအုပ်စုကယာယီဈေးအဖြစ်နဲ့သတ်မှတ်ပေးထားတယ်။မင်းမျိုးကာကြီးဝင်းအနီးကတရိရတနာဈေးကိုမေလာကလေးကအပီးပြောင်းရွှေခိုင်းထားတယ်လို့မြို့ကန်တွေကပြောပါဗျ။ဈေးအစ်စ်တိဆောက်ပြီးစီးပါကဈေးလေးကဆိုင်ကန်းရှင်တွေကိုဆိုင်ကန်းနေရာအစ်စ်ပြန်လဲချပေးမယ်ဆိုပေမဲ့လက်ရှိပိုင်ဆိုင်ထားတဲ့အတိုင်းပြန်လဲချပေးခြင်းမျိုးမ ဟုတ်ပဲသူတို့တတ်မှတ်နှုံအတိုင်းသာနေရာပြန်ပေးမယ်လို့စစ်ကောင်စီအုပ်စုက ပြောပါတယ်။ဒါအပြင်ဈေးရောက်ချခြင်းမရှိဘဲနဲ့ဆိုင်ကန်းအငှားချထားတဲ့သူတွေကိုတော့ဆိုင်ကန်းသက်မပေးဘဲတင်းစီသွားမယ်လို့စစ်ကောင်စီအုပ်စုကပြောပါတယ်။ဆိုင်ကန်း၄ခန်းပိုင်ရင်၃ခန်းပေးတယ်၊နှစ်ခန်းပိုင်ရင်၆ပေပတ်လဲတစ်ခန်းပေးတယ်။အခန်းပိုင်ပြီးကိုယ်တိုင်နာမည်နဲ့မရောက်တဲ့သူတို့မရောက်မဲနဲ့ပိတ်ထားတဲ့နေရာဆိုရင်တော့နေရာမပေးဘူး။မြေပြင်မှာတကယ်ရောင်းနေတဲ့သူတွေကိုပဲနေရာပြန်ချပေးတာလို့မြို့ကန်တို့ကပြောပါတယ်။ မင်းမျိုးဈေးလေးခေါ်သူ့မင်္ဂလာဈေးကိုဈေးအဟောင်းနေရာမှာ6ထပ်အစအဦးအစ်စ်တိဆောက်မှာဖြစ်ပြီးတော့စောက်လုပ်တဲ့အချိန်အနည်းဆုံး18လတနေ့ခွဲကြာမြင့်မယ်လို့စိတ်ကောင်းစီအုပ်စုကသတင်းဖြန့်ထားပါတယ်။မင်းမျိုးဈေးလေးကိုဈေးတက်ဆောက်ဖို့အတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအစိုးရလက်ထက်ကလေးကစီစဉ်ခဲ့ပေမယ့်ဈေးသူဈေးသားတွေကသဘောမတူလို့ဈေးတက်မဆောက်ဖြစ်ပဲကြန့်ကြာနေရာကနေအာဏာသိမ်းပြီးတဲ့နောက်မှာမင်းအောင်လိုင်းရဲ့ခိုင်းစေချက်အရာ စစ်ကောင်စီအုပ်စုကဈေးသစ်ဆောက်ခဲ့တာလို့မြို့ကန်တွေကပြောပါတယ်။မေမျိုးဈေးလေးကိုဈေးသစ်ဆောက်ဖို့အတွက်ဘသူကလုံပိုင်ခွင့်ရထားတယ်ဆိုတာကိုတော့တီးခြားအတိမပြုတ်နိုင်သေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။